Hello အားလုံးပဲမင်္ဂလာမနက်ခင်းလေးပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နဲ့အားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ်မေလ16ရက်နေ့ရဲ့မနက်ပိုင်းသတင်းတူသတင်းကောင်းတွေကိုကျွန်တော်တင်ဆက်ပေးသွားပါမယ်ဟုတ်ကဲ့အရင်ဆုံးကျွန်တော်လူရင်းတူရှင်သတင်းစုံလေးကိုကျွန်တော်ဖတ်ပြပေးပါမယ်နော်ပထမသတင်းတစ်ပုဒ်ကတော့ဟာခါမှာရှိတဲ့စစ်ကောင်စီတပ်သားနှုတ်နဲ့ရဲတအုပ်ကဒီချင်းတက်ဖြစ်တဲ့ CDF ထံကိုအလင်းဝင်လာတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်နော်အဲ့တော့ ကျမစစ်ကောင်စီတပ်ဖွဲ့တွေကတော့အတိုက်ရခံရအောင်မသေးကြပါနော်ဒီမှာဆိုရင်တီးတိမ်မျိုးနဲ့ဟာခါမျိုးပဲကြံ့နေပေါ့အဲ့တော့ဟာခါမျိုးကတိုက်တယ်ဆိုရင်ပြုတ်ပြုတ်ပြုံးတော့မှဖြစ်တဲ့အတွက်အခုချိန်မှာဆိုရင်အများဆုံးအလင်းဝင်တာကတကယ်မှန်ကန်တဲ့ဆုံးဖြတ်ချက်ပါမယ်နော်ထက်တဲ့တဲ့ဘုတ်ကတော့အထောက်ထားမဲ့နိုင်ငံခြားသားများကိုပြစ်ဒဏ်မပေးဘဲနေရပြန်ပို့မဲ့အစည်းအဝေးကိုမလေးရှားအစိုးရကပြန်လည်စတင်မယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အဲ့တော့အကြောင်းမျိုးမျိုးကြောင့်မလေးရှားနိုင်ငံကိုတရားမဝင်နေထိုင်တဲ့သူတွေအလုပ်လုပ်ကိုင်နေတဲ့သူတွေစာအုပ်ဗီဇာသက်တမ်းကုန်ဆုံးသွားတဲ့သူတွေအနေနဲ့ပြစ် ဒဏ်ကြခံစရာမလိုတော့ဘဲနဲ့မိမိနိုင်ငံကိုတရားဝင်လမ်းကြောင်းကနေပြန်လို့ရမှာဖြစ်တယ်လို့ဒီသတင်းတွေကြားနေရဖြစ်ပါတော့အဲဒီတော့မလေးရှားကတော့ဒီလိုမျိုးလုပ်တဲ့အစီအစဉ်ကတော့တစ်ဖက်မှာကောင်းတယ်လို့နဲ့တစ်ဖက်မှာလည်းအဆင်မပြေပါဘူးเนาะ။ဘာဖြစ်လို့လဲဆိုတော့ဒီမြန်မာပြည်ကိုပြန်ပို့တဲ့သူတွေကဘယ်ရောက်မလဲဆိုတော့အားလုံးလည်းခံမှန်းမိတာဖြစ်ပါတယ်เนาะ။အဲဒီတော့ဒီလိုမျိုးအစီအစဉ်တွေမှာဖြစ်ဖို့ပေါ့เนาะ။အာဒီအဖမ်းမခံရဖို့ပေါ့เนาะ။မလေးရှားနိုင်ငံမှာရှိတဲ့မြန်မာတွေကလည်းဒါတတိထားဖို့လိုပါတယ်เนาะ။ နောက်ထပ်သတင်းတစ်ပုဒ်ကတော့စာတင်ကြောင်းဘုံကျဲသူဟုသတင်းထွက်ခဲ့တဲ့လေယံမှုမိသားစုပိုင်ပွဲယုံဟင်္ဒရာမြို့တွင်ဓမာယုံ၌ကုံလောင်ထား၍ဒေသခံများကမကြေနပ်ဘူးဆိုတဲ့သတင်းဖြစ်ပါတယ်။အဲ့ဒါကတော့သခိုင်းတိုင်းဒီဘဲရင်မြို့နယ်အိုးတိန်တွင်ရွာစာတင်ကြောင်းအားတိုက်လေဖြင့်ဘုံကျဲခဲ့တဲ့လေယံမှုလို့သတင်းထွက်နေတဲ့ဒုဗိုလ်မှူးကြီးဇော်မင်းထက်ကျော်ဇော်မင်းထင်ကျော်မိသားစုပိုင်ဟင်္ဒရာမြို့မှာပွဲုံသည်တဲ့ရက်ွက်ပိုင်ဓမာယုံ၌အကုံလောင်ထား၏ဒေသခံများမကြေမနက်ဖြစ်နေကြကြောင်းပြော သိရပါတယ်အဲ့တော့ဒုဗိုလ်မူကြီးဇော်မင်းထင်ကျော်ဤမိသားစုကဟင်္ဒရာမြို့တာ90မြောက်ရက်ကွယ်အင်္ကာဘတ်ຫນွေတန်ရဌာနဘေးတွင်ကောင်းမြတ်ပွဲရုံနှင့်လေရင်စိုက်ပြူရေးပစ္စည်းဆိုင်ဖွင့်ထားပါတယ်တဲ့၎င်းတို့ဤကုံစီများကိုနှွေတန်ရဒါနအဆောက်အုံတွေနဲ့တောင်းလောင်ထားတယ်လို့ဒေတာကဆိုပြောပါတယ်ဗောနော်အဲ့တော့ဒါကတော့သူရဲ့အချက်လက်တွေဖြစ်ပါတယ်ဒီလေဘဲတွေကတော့ဗောနော်ကျွန်တော်တို့ online ဖွင့်တဲ့ဗမာမညာတာဆရာမလို့ပါဘူးเนาะသူတို့ရက်ဆက်ခဲ့တာကြီးလည်းတော်တော်များတယ်ဗောနော်အခုဆိုရင်ဒါတွေကသတင်းတိကျတွေပေါက်နေတာဖြစ်တယ်အဲ့တော့အဲ့ဘက်မှာရှိတဲ့ အဖွဲ့တွေရဲ့ဒီဘယ်လိုမျိုးလက်တုံးပြနိုင်မလဲဆိုတဲ့အပေါ်မှာကျွန်တော်တို့ထပ်ပြီးတော့ကြည့်ရမှာဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ငတိုင်းချောင်းမှာစစ်မှုထမ်းရှောင်သူများကိုအုပ်ချုပ်ရေးမှူးနဲ့ကြမ်းခန့်ရေးပါတီဝင်တို့ကစစ်တပ်ခေါ်ပြီးတော့ဖမ်းဆီးခိုင်းနေတယ်ဆိုတဲ့သတင်းမျိုးဖြစ်ပါတယ်နော်။ဒေါက်တော်ကိုမိုင်းမိုက်ရိုင်းရိုင်းနဲ့ပေါ့နော်ဒီလိုမျိုးလှုပ်နေတာတော့အဆင်ကမပြေပါဘူး။အဲတော့ဒီအုပ်ချုပ်ရေးမှူးနဲ့ဒီကြမ်းခန့်ရေးပါတီအဖွဲ့တွေကတော့ကျွန်တော်တို့ဒီတော်လိုင်းတစ်ဖွဲ့တွေက ယူဟာနဲ့ရှင်းနေတာဖြစ်တယ်တော့မကြခင်မှာတော့သူတို့ရဲ့နာမည်ဇင်းထိတ်စီးနာမည်ဇင်းတွေကိုကျွန်တော်ခေတ်သစ်တည်းမှာတွေ့ရမယ်ဆိုတာကတော့အသေးချာပါပဲเนาะ ကဲနောက်ဆုံးသတင်းကောင်းလေးကတော့အိုရိန်တွင်ရွာအပောင်ဝင်နိုင်ငံတော်မှာဘုံကျဲတက်ဖြတ်ပြနေတဲ့ဒီစစ်ကောင်စီလေးတဲ့စကန်းကို BWM မှရှော့တဲ့ဒုံများဖြင့်မနေ့ကပြစ်ခတ်တက်ခဲ့လေဆိုတဲ့သတင်းမှဖြစ်ပါတယ်အဲတော့မကိုတိုင်းတောင်ကုန်မြို့ကေတုမဒီလေးတဲ့စကန်းအတွင်းတို့တရားခုံမှမှရှော့တဲ့ဒုံ7လုံးပြစ်ခတ်တက်ခဲ့ခဲ့ရာရှစ်လုံးအောင်မြင်စွာကြာရောက်ပောက်ကွဲခဲ့ပြီး Brave Warrior of Myanmar BWM ဖွဲ့ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်နော်အဲတော့ဒီမှာဘာတွေဖြစ်သွားလဲဘာတွေပျက်စီးသွားလဲဆိုတော့ကိုအရင်ဆုံးကျွန်တော်တို့တွေ့ကြည့်လိုက်အောင်အဲတော့ ဆရာလေးမျိုးကျော်တင်ဆက်ထားတယ်ပေါ့နော်ဒီမှာဖြစ်ပြက်သွားတဲ့အရာလေးတွေပျက်စီးသွားတဲ့အရာလေးတွေညောစာဖြစ်သွားတဲ့အရာလေးတစ်ချက်လောက်သွားပြီးနားထောင်ကြည့်လာအောင်နော် jump fighter နှစ်စီးကင်လိုက်မှာနှစ်စီး why ဒစီဒုံးတော့တုံးစီးပေါ့ဗျာအားနေဆောင်တလုံးဒူမိုမူကြီးနှစ်ဦးမတာပေါ့လီဘယ်ရီနော်ရှော့ပါလေဗျာတာမန်အရတာလေအုပ်နဲ့အချားအဆင့်6ဦးတိတ်ဆုံးပြီးကိုတော့နှလုံးမိလောင်ပျက်စီးခဲ့တာပါ စုစုပေါင်းတန်ရာရတဲ့လူ12ဦးကိုတော့စေးရုံပို့တယ်လို့နောက်ဆုံးသတင်းများရသိရပါတယ်ဆိုတော့ Jet Fighter နှစ်စီးဒီနေ့กินတယ်ပြုဘသူကกินတာလဲ BWN ကပူပေါင်းတက်တွေနဲ့အတူကျွန်တော်ရှေ့ရှေ့ဝေးမပြောတော့ဘူးအဓိကတူတူနဲ့လူရင်းပြောချင်တာအဲ့တနက်ကအရန်ခံနေအဲ့တော့မှန်တယ်ဟမ်ဆိုတော့ဒီနေ့ငှက်နှက်ကောင်กินတယ်ဝိုင်းအိတ်တစီးกินလိုက်တယ်လီဒတ်ဟာ လေတဲ့ဟာဖြိုဖျက်ရမယ်ကိစ္စလေတဲ့ဟာမွှမ်းမွှားစစ်စစ်ကြေအောင်ချိန်မုံရမယ်တက်လေတဲ့မှာစစ်မှုထမ်းတဲ့ကောင်မှန်သမီးအမှုန့်ကျိတ်ရမယ်အချိန်ကြီးဒါကမင်းတို့ပြထမ်းတဲ့အတိုင်းပဲငါတို့လိုက်လံတင်ကြားနေတာဖြစ်ပါတယ်လွတ်အောင်ပြေဟင်းတရာကကောတနိုင်ငံလုံးနဲ့မင်းတို့ကိုနာစီတွေလို့ငါတို့နာစီတွေလို့ထွက်ချက်မကွာလိုက်ပြီး တန်ခါမှာအဲ့တော့ဒီမှာဒီနေ့မှာဒီနေ့မှာဗိုလ်တာဘောရဲ့ကျုံးဝါတန်လေးတခုထည့်ပြောချင်ပါသေးတယ်မစုတ်တန်းခက်စစ်ကြီးပဲတိုက်ပါခင်ဗျတွေကစခန်းမှန်တည်းများတန်ဖို့ထေတာပြောထားကြလို့ပြောလို့တယ်ထပ်ပြီးတော့ထူကြတာ AOD ပြန်လာပြန်လာမီလမ်း AOD လိုက်လာအဲ AOD ကမ်ပိန်းတခုပေါ့ဗျာဟိုမနေ့က AOD တိုင်းစစ်ဌာနရဲ့ကမ်ပိန်းမှာကိုမင်းကိုနိုင်ကပြောပါတယ် အတူတူဒိုးစင်ကြီးဖြစ်လာတာကပြည်သူလူလူကတက်နိုင်တဲ့ဘက်ကကိုကြီးပါဝင်ကြပါရဲ့တဖက်မှာမနေ့ကမင်းအောင်လှိုင်ကစစ်တိုင်းနေနဲ့စစ်တိုင်းမှုတွေနဲ့တပ်မှုတွေမှန်သမျှအစည်းအဝေးခေါ်တယ်ထိတိုက်တွေ့မဲ့စစ်ပွဲကြီးတရက်ရှောက်လာရှောက်လာဒီနေ့လာမနေ့ပြန်လာ နောက်တစ်ပတ်မှလာနောက်တစ်လမှလာမဆမရပြီမဲ့မကြာခင်ကာလတစ်ခု2025နှစ်မကုန်ခင်ဗျာတမဲဦးကြောင့်တိုက်ပွဲစစ်ပွဲကြီးတစ်ခုတော်လိုင်းတက်တွေနဲ့တိုင်းသားကြီးရောတက်တည်ပြပူပေါင်းပြီးတော့ဘာလို့ဖတ်စစ်တက်ကိုအပီးတိုင်ဖြိုလဲဖြိုကြမယ်အထူးတွေထိုးစစ်နိုင်ငံလုံးဆိုင်ရာ operation တပ်ပေါင်းစုတက်တော်တွေခင်ဗျားတို့မြင်ရလိမ့်မယ်တီတူတွေကူဖို့ပြင်တာ ထူဖို့ပြင်တာနှုတ်ထွေးဖို့ပြင်တာဂိူးဆိုင်ဖို့ပြင်တာသမီးချက်တွေးကြကြိုကြဆိုကြတရားအနာတရားဖြစ်ရင်စိတ်ကူတာပေးကြဖတ်စစ်တက်ကိုရရလက်နဲ့နဲ့ဆွဲကန်တော်လန်ချဒီပုံစံကိုကဲဒါတော့ဆရာလေးမျိုးချပြောထားတဲ့ဒီ၄၀တဲကိုရှော့လိုက်လို့ပြစ်လိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒီဘယ်နှကောင်ရှော့သွားလဲဆိုတဲ့တင်းမဖြစ်ပါဘူးเนาะအဲ့တော့လင်းရင်၃ဆင်းဆိုတော့မနေဘူးเนาะဒီလေးဘဲနှကောင်အစ်စ်ပါလိုက်သေးတယ်ပေါ့เนาะဒါပြင်ကိုရောင်တွေပါရသွားတယ်ဆိုမိလောင်သွားတယ်ဆိုတော့ပေါ့เนาะဒါတော့အောင်မြင်မှုပဲဖြစ်ပါတယ်เนาะ အဲ့နောက်ထပ်တစ်ခုကတော့သတင်းဗီဒီယိုအနေနဲ့မဟုတ်ဘဲနဲ့ပေါ့နော်ဒီနေပြည်တော်တက်ကုန်းမြို့နယ်မကြီးပင်ကြီးရွာမှာရေကြီးမှုဖြစ်နေတဲ့အခြေအနေလေးကိုကျွန်တော်တစ်ချက်လောက်သွားကြည့်ရအောင်နော်အဲ့တော့နိုင်ငံတော်ဝန်မှာအခုချိန်မှာဆိုရင်ဒီမိုးရသည်တွေရောက်ရှိလာပြီဖြစ်တဲ့အတွက်ပေါ့နော်မနေ့ကလည်းမဖြစ်ဖို့ကြိုတိပြင်ဆင်ဖို့လိုပါတယ်နော် ရေကြီးနေတာဒီအချက်ဖတ်မရောက်နိုင်ဖွဲ့စည်းကြတော့ဘယ်တော့မှလာကူမှာမဟုတ်တဲ့အတွက်ပါနော်ပြည်သူတွေကကိုအားကိုကိုပြီးတော့ခုလိုမျိုးဖြည့်ရှင်းနေရတဲ့နေသားဖြစ်ပါတယ်နော် ကဲမြင်တဲ့အတိုင်းပေါ့နော်တချို့နေရာတွေမှာတော့ရေကြီးမှုတွေစတင်နေပြီအဲ့တော့အကိုရဲ့ဒေသတွေမှာရေကြီးလို့ရေကြီးဖို့လွယ်တဲ့နေရာမျိုးဆိုရင်တော့အခုကတည်းကစပြီပေါ့နော်ပြင်ဆင်တင်တာတွေပြင်ဆင်ထားဖို့လိုပါတယ်နော်အဲ့တော့အာဒီရေဘေးနဲ့ပတ်သက်ပြီးရှောင်းမယ့်နေရာမျိုးတွေဘယ်လိုမှနေရာနေရာမယ့်ဆိုတဲ့နေရာမျိုးတွေပေါ့နော်ဒီစာလေးတိထားဖို့လိုပါတယ်အဲ့တော့ဒီကပ်ဘေးတွေအများများစွာ site နဲ့ကျွန်တော်မြင်ပါပြီပေါ့နောက်ထပ်ဒီရေကြီးမှုထပ်ဖြစ်လာရင်တော့ဒီနှစ်ဖတော့တော်တော်လေးကိုထိနိုင်မယ့်အခြေအနေမှာရှိပါတယ်နော် ဲနောက်ထပ်သတင်းကတော့တောင်ပိုင်းတိုင်းသတင်းပဲဖြစ်ပါတယ်เนาะအဲတော့တောင်ပိုင်းတိုင်းသတင်းမှာတော့ခုနကျွန်တော်တို့သိတယ်လို့ပဲပေါ့เนาะနေ့တိုင်းမှာဒီစကန်တိုင်းတိုက်ပွဲတွေရှိနေတာဖြစ်တယ်ပေါ့เนาะစကန်တိုင်းတိုက်ပွဲတွေရှိတာဖြစ်တဲ့ပြင်စကန်တွေကိုလည်းအများနဲ့တိမ့်မိနေတာဖြစ်ပါတယ်အဲတော့ဘာတွေတက်ဆက်ထားတဲ့တင်ဆက်တာတော့ကြည်လားဒီနံပါတ်တွေက KNLA KNDO နဲ့ PDF စတဲ့တော်လိုင်းရေးပူပေါင်းတက်တွေအခုလပိုင်းအတွင်းမှာဇက်တိုက်တိမ့်ယူနေတဲ့စစ်ကောင်စီတပ်စကန်တွေထဲကစကန်တချို့ရဲ့နံပါတ်တွေပဲဖြစ်ပါတယ်စစ်စင်ရဲ့နံပါတ်ရဲ့လို့မကြေညာပါဘူးမြေကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့ပူပေါင်းတက်တွေရဲ့ထိုးစစ်က စစ်တပ်စကန်းတွေကိုဇက်တိုက်သိမ်းယူနေပါလေဒီလိုသိမ်းယူခဲ့တဲ့စကန်းတွေထဲမှာမြန်မာထိုင်းနယ်စပ်မှာတရှိပြီးစစ်ရေးအရာအရန်အရေးကြီးတဲ့စကန်းတွေလည်းပါဝင်နေပါတယ်ထိုးစစ်အချိန်ညှင့်လာတဲ့အခါစကန်းသိမ်းအောင်ပွဲတွေကလည်းပုံမြန်လာတာကိုတွေ့ရပါတယ်မြန်မာထိုင်းနယ်စပ်ကမေလစကန်းသိမ်းတိုက်ပွဲဆိုရင် မေလ15ရက်ကစတင်ထိုးစစ်ဆင်ပြီးမေလ16ရက်မနက်ပိုင်းမှာပဲသိမ်းယူလိုက်တာပါ KNLA ဦးဆောင်တဲ့တော်လှန်ရေးပူးပေါင်းချက်တွေကစစ်အာဏာသိမ်းပြီးတဲ့နောက်2024နှစ်ကုန်ပိုင်းအထိစစ်တပ်စခန်းပေါင်း150လောက်ကိုသိမ်းပိုက်ထားပါတယ်2024နှစ်ကုန်ပိုင်းမှာ ဌာနချုပ်ဟောင်းဖြစ်ခဲ့မှုတဲ့မာနေပလောစခန်းကိုပြန်သိမ်းပြီးတဲ့နောက်2025နှစ်စန်းပိုင်းကစလို့တော်လှန်ရေးတပ်တွေရဲ့စစ်တပ်စခန်းသိမ်းထိုးစစ်ကပိုပြင်းထန်လာတာကိုတွေ့ရပါတယ်။ဒီလိုသိမ်းယူခဲ့တဲ့စခန်းတွေတွေကစစ်ရေးအရာအရေးကြီးတဲ့စခန်းသိမ်းတိုက်ပွဲတွေအကြောင်းဇာမောင်းကပြောပြပါမယ်။ ठी ခီ ठी ထာဗျူဟာသိမ်းတိုက်ပွဲတရင်အမျိုးသားအစည်းအရုံး KNU နဲ့မြန်မာရှိတဲ့စစ်ကောင်စီရဲ့ ठी ထာဗျူဟာစခန်းနဲ့ ठी ခီဗျူဟာစခန်းတွေကို KNLA ပူးပေါင်းတပ်တွေကမေလ9ရက်နေ့မှာအပီးသက်သိမ်းပိုင်နိုင်ခဲ့ပါတယ်။ ိတ်တဝဲခရိုင်ရဲ့ခရိုင်ဌာနချုပ်နဲ့တမဟာဌာနချုပ်ဟောင်းတရှိရာထိခိဒေတာကို28နှစ်အကြာမှာ KNLA တမဟာလေးနဲ့တော်လှန်ရေးပူးပေါင်းတပ်တွေကသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်1998ခုနှစ်တုန်းကစစ်တပ်ရဲ့တမ55နဲ့တမ66ဦးဆောင်တဲ့တပ်ရင်း20လောက်က major operation အနေနဲ့ထိခိဒေတာကိုစတင်ထုတ်စစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့်အဲ့ဒီနှစ်မှာပဲထိခိဒေတာကိုလက်လွတ်ခဲ့ရတာဖြစ်ပါတယ်ထီထာစစ်ကောင်စီဒီဟာတက်စကန် KNLA နဲ့တော်လှန်ရေးပူးပေါင်းတပ်တွေက April 19ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်ပြီးနောက်ရက်ပေါင်း20ခန့်အကြာမှာ စခန်းနဲ့မိုင်းအနှင်းငယ်အကွာကထိုင်းမြန်မာနယ်စပ်တခြားရေးပါတဲ့ထီခီစခန်းကိုထပ်ပြီးတော့တိမ့်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။အဲ့တော့ကရင်ကြီးတွေကတော့ပြစားရဲပြောခဲ့တာပါနော်။ဒီခုကအမဲ့ချေချွေးတဲ့စစ်စင်ရေးဆိုရင်2024မှာသူတို့စခဲ့တယ်။အခု2024 2025ထဲမှာဆိုတော့ကျွန်တော်မြင်နေရပါပါနော်။စခန်းတစ်ခုတစ်ခုကအသာလေးပါနော်သူတို့ဟိုနှစ်ပေါင်းများများစွာမြောက်များစွာပါနော်သူတို့မသိမ့်ပိုက်နိုင်တဲ့စခန်းတွေတောင်မှလွယ်လွယ်တကူသိမ့်ပိုက်နိုင်တဲ့အခြေအနေဖြစ်ပါတယ်နော်။ ကဲစစ်ကောင်စီရဲ့ဒီ lobby ကြော်ဆိုးကတော့နောက်ခုဆိုရင်တရိုးကြီးမြို့နယ်ဝက်လူးလုံချုံကြီးစကန်ကိုဒီတက်တိုက်ခိုက်လို့ပေါ့နော်တို့တို့တော်တော်လေးကိုပြာလောင်နေတဲ့အခြေအနေဖြစ်ပါတယ်နော်မနေ့ကတော့တွေးယူသေးတယ်ထအယူမှာရှောက်ပြီးတော့စိန်ခေါ်တယ်ပေါ့နော်အခုတော့ဒီဒီဘက်မှာတို့ကြတော့ဘာတွေပြောလဲဆိုတော့ချက်ထားအောင်ကြည့်လိုက်အောင်နော်တရိုးကြီးမြို့နယ်ဝက်လူးကြီးရောမှာရှိတဲ့ဒါလုံချုံစကန်ကိုအကြမ်းဖက်သမားတွေကအဲအလုံးကြီးနဲ့လက်ရှိတိုက်ခိုက်နေရလို့ကျွန်တော်တို့ဒါနေပြည်တော်နေပြီးတော့ဖုန်းအဆက်အသွယ်ရပါတယ်တိုက်ပွဲကြီးကပြင်းထန်ပါတယ်အကြမ်းဖက်သမားတွေကဒီ ြီးရွာကိုတိုက်နေတာကျွန်တော်တို့ရက်ကတော်တော်လေးရှိလာပါပြီမျက်နှာလည်းကြည့်လိုက်အောင်မနေ့ကမျက်နှာလည်းဘာမှမဆိုင်အောင်တော့အကြမ်းဖက်သမားတွေကတော့သူတို့ဘလောက်ပဲတည်တည်ဒီစရာရရှိရတို့ကသူတို့ရဲ့ပန်းနဲ့ဖြစ်နေပါတယ်အဲ့တော့အဲ့တော့ကျွန်တော်ဒီကနေ့ခွန်နာည9နာရီအမင်း20အချိန်မှာတိုက်ပွဲတွေပြင်းထန်နေတယ်လက်ရှိကျွန်တော်အဲ့ဒီရွာမှာကဒါဒီကြီးရွာမှာနေတိုင်းနဲ့ပြည်သူပေါင်းများစွာလည်းကျွန်တော်ပိတ်မိနေလို့သိရပါတယ်ဒါတော့ကျွန်တော်တို့ဝက်လူဝက်လူမှာရှိတဲ့ဒီလုံချုံစကန်နဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့ဒါပြင်းထန်တာဆောင်ပေးဖို့ ဒီကဒီသူတွေကတော့ကျွန်တော်တောင်းဆိုလေးရှိပါတယ်ဒီချင်းဒီကိုတင်ပြပေးတာဖြစ်ပါတယ် ချောက်ပြောနေအဲ့တော့မြင်းနဲ့တိုင်းမဲ့နော်မျက်နှာတော့ကြွက်ဆုပ်ဖြစ်နေတယ်ပေါ့နော်မနေတော့တော့ဟိုစိန်ခေါ်တာဘာဘသူကဘသူကထောက်ခံမှုတွေရလို့လဲတော့မသိဘူးပေါ့နော်ဒါပေမဲ့ဒီကောင်တွေကအခုမုံရတဝိုက်မှာပေါ့နော်ဟိုသွားတာလားမသွားလားတော့မသိဘူးပေါ့နော်ပုံပုံမဲမဲထဲမှာမုံရတဝိုက်ကိုသူတို့သွားတဲ့ပုံစံနဲ့ဟိုမုံရနဲ့ပတ်သက်ပြီးတော့သတင်းတွေတင်နေတွေ့ရမှာနော်အဲ့တော့ဘာကောင်တွေဘာလဲကြိတ်ကြံနေလဲတော့မသိဘူးပေါ့နော်ဒါလေးလည်းသတိထားဖို့တော့လိုပါတယ်ဘာပြောပြောဒီကောင်တွေကတော့အခုချိန်မှာဆိုရင်တော့ဟိုမနေ့ကတော့တွေ့ရတဲ့ထားပြီးတော့စိန်ခေါ်တာပေါ့နော်အခုဒီနေ့မျက်နှာတော့ကြည်လာအောင်ကြွက်ဆုပ်ဖြစ်နေ ကဲနောက်ထပ်ပေါက် ground တကောင်ကလည်းအခုဆိုရင်သူ့ပသစားတွေကိုထိရင်မကျေနပ်ဘူးဆိုတော့မနေ့ကပဲလိုက်တင်ခဲ့တယ်အခုကတော့သူ့ပသစားတွေကောင်တွေကိုသူကကိုယ်တိုင်မကျေနပ်ပဲနော်နော်ပသစားတွေမှာဟိုတကယ်ပဲနော်သူနဲ့မတည့်တဲ့လူတွေကိုထားအိမ်မှာစိန်ခေါ်နေတဲ့ဟာပေါ့နော်ဘာပြောထားလဲတခြားတော့ကြည့်ပါဖြစ်ပဲပြည်သူအကျိုးပြုပေးတာတော့ပဲဦးဇင်းတို့ကလည်းတန်းနိုင်တာပါဗျာနော်အဲ့တော့ပထမဦးဆုံးသွားဖြစ်မန္တလေးပြည်သူစစ်တီအားလုံးကိုဒါဦးဇင်းပြောချင်ပါတယ်ဗျာမန္တလေးပြည်သူစစ်တီဟိုဘာဩဝါဒပေးချင်တယ်လဲဆိုလို့ရှိရင် မန္တလေးပြည်သူစင်များအားလုံးဆိုးဆိုးလို့ရှင်ကြောစွာဆိုလာဘလူဆိုလာဒါမျိုးပြည်သူစင်အမိခံပြီးမှဒီနော်လှုပ်ရှားနေတဲ့အရာတွေအများကြီးပေါ့မရှိစင်ရတာတွေကိုလိမ့်နေညာတာတွေအများကြီးပဲနော်ဒီဖုန်းနံပါတ်တွေတော့ဥစဉ်မပြောသေးပါဘူးသူကဘလို့လှုပ်ပေးမယ်ဆိုတော့ဥစဉ်ကြည်နေသေးပေါ့နော်နောက်ပြီးတော့ဟုတ်လားအများကြီးအများကြီးဟိုတလောကလည်းအောင်မီတာသားမှာအိမ်တိန်အိမ်လကငှားထားတယ်အဲ့ဒီအိမ်ငှားထားတာကဘိုလ်ချုပ်ကတော်ကငှားထားတယ် ဲ့ဒီဘိုလ်ချုပ်ဆိုတာတတ်မှမှုကတော့ပေါ့နော်အဲ့ဒီတတ်မှမှုဘိုလ်ချုပ်ကလည်းမြကြီးနားဘက်မှာထောင်ကြထားတဲ့ဒရင်ခိုင်ရုံနဲ့ဒရင်ရတယ်နော်ဒီစေဥပဒေကိုဖောက်ထားတဲ့ကြောင့်ဘိုလ်ချုပ်ကတော့ကနေငှားထားတဲ့ထွန့်ပေးဘူးပေါ့နော်လာလာမှမပြေသေးရဘယ်ကထွက်ပြေးမလဲအဲ့တော့ဘယ်ကငှားတော့တိန်းတုံးရနဲ့ငှားတယ်တိန်းတုံးရနဲ့ငှားတော့ဟုတ်လားတိန်တော့ကလည်းရွှေ့တယ်ပေါ့နော်ရွှေ့တယ်ပေါ့ပြည်သူစေပါညာမှာတနက်လဲပါတယ်လို့ပြောတယ်။စုံစမ်းကြည့်တော့ပြည်သူစေဖွဲ့တယ်မှာမရှိဘူး။အဲ့ဒါပြီးတော့မုံဆိုးမတူလည်းဒီတိုင်းပဲ အဲ့ဒီတကာကနေပြီးမှဟိုပါပေါ့နော် လိန်နေတဲ့ရွှေရွှေလိန်နေညာလဲညာတာပေါ့နော်နာမည်ဦးစင်းတို့ဒါအများကြီးပါပဲတူတူလိန်ထားတဲ့အရာတွေကနော်နာမည်ကပြည်သူစစ်ကားတဲ့ကျော်စီရလို့ခေါ်တယ်နော်ဟိုကူကြီးတော်တော်နဲ့ငွေတိန်း30လိန်သွားတယ်တအူးကတော့တိန်း300လိန်သွားရနော်အဲ့တော့ကျော်စီရဆိုတဲ့ပြည်သူစစ်နာမည်ဦးစင်းတို့မှမရှိဘူးပေါ့မကြဘူးပေါ့နော်ဒါလေးလဲအားလုံးဒါ ပြည်သူများအားလုံးကိုတွေ့စေချင်ပါတယ်ဦးစင်းတို့လည်းနေရာတွေကလိုက်ပြီးမှဝင်ဆော့ဖက်လို့မရအောင်เนาะအဲ့ဒါဦးစင်းတို့ပြည်သူစစ်ကဆိုတဲ့အတွက်ကြောင့်ဦးစင်းကမန္တလေးမှာဆိုလို့ရှိရင်ပြည်သူစစ်အားလုံးရဲ့နာတော့အဖြစ်ပြည်သူစစ်တွေရဲ့စကားပြောဘလောက်ပလဲเนาะအကုန်လုံးရဲ့အကုန်လုံးရင်းနေတယ်ရင်းနေတယ်ဒါကလည်းသိနိုင်တယ်ဘာလို့ပြောလို့မသိဘူးသိနိုင်ဘူးပေါ့เนาะအဲကြောင့်အကုန်လုံးဟောင်းဆောင်နေဖြစ်တော့ဟောင်းဆောင်နေဖုံးဆက်တဲ့ခါမှာเนาะမရှိဘူးပေါ့เนาะအဲ့တော့ပြည်သူစစ်တွေဒါပြည်သူစစ်တွေအကြောင်းလာလာပြီးမှတိုင်ကြတယ်ဦးစင်းကเนาะ အဲ့တော့တိုင်မာအာမနာမနဲ့တိုင်မာခေါင်းပေါင်းနေပူတည်ရင်ပူပြီးမှဥစဉ်ကကူညီပေးလို့ရပါတယ်နော်ပြည်သူစစ်တွေရက်ွက်ထဲမှာမတရားလုပ်တယ်မတရားအနိုင်ကျင့်တယ်မတရားလူပွားဝတယ်ပြည်သူပေါ်ဆိုရင်တော့တိုင်မာမားတထောင်သားတွေဆိုတော့အမားနဲ့တော့မกินဘူးဒါနဲ့ခွန့်လွန်လို့မရတဲ့ခွန့်လွန်လို့ရတဲ့အမားရှိတယ်ခွန့်မလွန်လို့ရတဲ့ခွန့်လွန်လို့ရတဲ့အမားရှိတယ်နော်ဒါနဲ့ဥစဉ်တို့ပြည်သူပြည်သားတွေပေါ်အနိုင်ကျင့်တဲ့ဟာတော့လုံးဝလုံးဝဥစဉ်တို့ကလက်မခံပါဘူးနော်အဲခေါင်းပေါင်းတစ်ခါလေကြတော့ခေါင်းပေါင်းနေကိုယ်တိုင်ကလည်းဒီပြည်သူတို့အတပဲတွေအားလုံးကိုမသိနိုင်ဘူး နော်အဲ့တော့ပြည်သူစစ်တမ်းမှာပြည်သူစစ်အယောင်ဆောင်နေရှိတယ်အဲ့တော့ပြည်သူစစ်အားလုံးကိုပြောချင်တာကခေါင်းပေါင်းအားလုံးကိုဥစဉ်ပြောချင်တာကပြည်သူစစ်ရဲ့အနေနဲ့ကိုယ့်ရဲ့အောက်လက်လက်တာခေါင်းပေါင်းမှန်တယ်များကိုခြေတန်းကိုထွက်ခိုင်းမှာခြေတန်းကိုတော့တိုက်ဖူးတဲ့ရှိအောင်လဲထွက်ခိုင်းမှာဒါမှသူတို့အတွေ့အကြုံလဲရလိုက်မယ်ဒါမှပြည်သူစစ်လောက်လာလွယ်လားမလွယ်လားဆိုတော့သိလိုက်မယ်အခုကပြည်သူစစ်ခွဲခေါင်းပေါင်းနေခြေတန်းမထွက်ဖူးရတယ်အများကြီးနော်အများကြီးတကယ်လို့လို့ရှင်တော့တကယ်ဥစဉ်ကကာပါပေးနိုင်တယ် တကယ်လို့ကိုကူညီလို့ရတဲ့အရာဆိုရင်တော့เนาะပြောပြရဲလူကြီးတွေကိုခြေတန်းလည်းမထွက်ဘူးခြေတန်းလည်းမတိုက်ဘူးဘယ်မှာလည်းမသွားဘူးပြည်သူလူထုလည်းအကျိုးမပြုဘူးတိုက်မိတော့လည်းအကျိုးမပြုဘဲနဲ့အခွင့်အရေးရခြင်းလို့ပြည်သူစစ်လုပ်တယ်ဆိုရင်တော့ဥစဉ်တော့တော့တာဘာမပေးတဲ့အပြင်ပြည်သူစစ်တွေတုံးချခံရတာတိတာနော်ဘင်းလိုပေါ့သွားမြင်ဘင်းနဲ့တန်းတဲ့နေရာတော့ဆိုပြီးပဲဥစဉ်တော့လွှတ်လိုက်မှာပဲရှိပါတော့เนาะအဲ့တော့ပြည်သူစစ်ကောင်းပေါင်းနေအများအနေနဲ့ကိုယ့်ရဲ့တပည့်တွေကိုယ့်အောက်ကကောင်းပေါင်းနေကိုစီဝဲခေါ်ပြီးပေါ့နော်အဲ့လိုမျိုးလေးတွေပြောပြဖို့ရည်ကြည်တယ် ပြီးတော့ပြူတွေကိုပြူတွေကိုနော်အဲလိုပြည့်စည်မလို့ပြူတွေကိုနှွေးထွေးမှုပေးဖို့ဟာကိုခဏခဏပြောပေးပါလို့ဥစဉ်နေနဲ့မေတ္တာရခံခြင်းမှာနော်ဒါကတခုပေါ့နော်ဥစဉ်စီကိုအကူညီတောင်းတာကတော့ရှိတယ်ဗျနော်ဘာလဲဆိုဆရာတော်ဖရာလည်းတပီတော်သားလေးဒီအသက်35နှစ်မပြည့်သေးဘဲနဲ့မန္တလေးတနေရာမှာပြည်ဦးလွင်ရက်ွက်ကြေးဝါတခုတို့စစ်မှုထမ်းရန်အတွက်ရောင်းစားခံရရေးကူညီပေးပါရန်ယူဒေသာလျှောက်ထားပါတယ်ဖရာတဲ့ကလေးအမိမှာမောင်ဟန်ဝင့်ကိုဖြစ်၍ ပေးထားတော့အမိမှာမောင်ပေါ့စာဖြစ်ပါသည်တဲ့ကလေးရဲ့မွေးဖွားတက်ကလေးမှာ24ရက်5လ2010ဖြစ်ပါသည်တဲ့ကလေးရဲ့အိမ်တော်ဇရာမှာအရှင်မွေးလာမှာကြောင်းတာကအားလုံးမှာလည်း24ရက်5လ2010လာဖြစ်ပါသည်တဲ့ချမ်းမြတာစီမြို့နယ်အမှန်၅ယုံကာကြီးနှစ်ရက်ွက်အိမ်မက်50 93ကပါဖရားတဲ့တပည့်တော်တို့ရက်ွက်ယုံကရောင်းစားတဲ့ရောင်းစားတော့မဟုတ်ပါဘူးဖရားတဲ့ မန္တလေးရက်ွက်တခုခုကနေရောင်းစားတယ်ကိုတည်ရပါတယ်တဲ့အဆက်အသွယ်ရလာဥစဉ်မေးတဲ့အခါမှာအရင်ကရဒီမှာပြည်ဦးလွင်ရက်ွက်ကျေးရွာတခုမှာကဲဒါတော့ပေါကရုံးရဲ့ဘီလူဖြစ်ပါရဲ့နော်အားလုံးသိတဲ့အတိုင်းပတ်သက်စားထဲမှာတချို့တွေဆိုလူမိုက်တွေပေါ့နော်ဒီဇိုးတွေကိုထည့်ထားတာဖြစ်တဲ့အတွက်ပေါ့နော်တကယ့်ဟို ဓမြတွေဒီ paste ဆိုးပြီးတော့လူတွေကိုပြည်သူတွေဒုက္ခပေးတဲ့ကောင်တွေဖြစ်ပါရဲ့နော်အဲ့တော့ပသဆာနဲ့အခုဆိုရင်ပသဆာတွေဆိုတာကသူတို့ရဲ့ဒီစစ်တပ်ရဲ့ဗောနော်လက်ကင်တို့အခုချိန်မှာဆိုရင်ဗောနော်သူတို့ထိုးချင်တိုင်းထိုးအခုဆိုရင်ဒီစစ်တပ်ကသူတို့ကိုမှုအမျိုးမျိုးနဲ့ဆွဲယူမှာဗောနော်တခိုးမှုနဲ့ဆွဲလိုက်ဓမြမှုနဲ့ဆွဲလိုက်ထောင်ထဲထည့်နေတဲ့အချိန်ဒီမှာပါပောက်ကရုံးကခေါင်းဆောင်ပီတာဆိုတာဗောနော်ပြန်လဲပြီးတော့ပသဆာတွေကိုပြန်ပြီးတော့ဒီနှိပ်ကွက်နေတဲ့အခမ်းအနားဖြစ်ပါရဲ့နော်အဲ့တော့တည်တိုင်းပဲ ဒီ ground ဆိုတာလေဒီစစ်ကောင်စီကြောက်ရတဲ့កောင်ဖြစ်ပါတယ်เนาะအဲ့တော့စစ်ကောင်စီခိုင်းသမျှလုပ်တဲ့កောင်ဖြစ်တဲ့အတွက်စစ်ကောင်စီကပြောတာ ਨੇ တခါတည်းဒီပသဆဆိုတာတော့သူတို့ခိုင်းလို့ကောင်းတဲ့အချိန်မှာခိုင်းမယ်ခိုင်းလို့မကောင်းတဲ့အချိန်မှာတော့အခုလိုမျိုးအပုံးမတွေအမျိုးမျိုးအမှုတွေအမျိုးမျိုးတက်ပြီးမှာပေါ့เนาะသူတို့ဒီဆွဲထည့်ပြီးမှာထောင်ထဲထည့်ထည့်မယ်အချိန်တွေဖြစ်ပါတယ်เนาะ ကဲမနေ့ကပါเนาะကျွန်တော်တို့အိန္ဒိယနေဆက်မှာကျွန်တော်ပကဖားတွေရဲ့လက်နက်ကင်ပေါ့เนาะ၁၀ဦးအသက်ခံတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ပြောလာတဲ့ကိုစီဗီဒီယိုတစ်ချက်နားထောင်ကြည့်အောင်เนาะကျွန်တော်တို့ဒီအိန္ဒိယနိုင်ငံအိန္ဒိယကဘယ်လောက်ထိရောက်မှလာလဲဆိုတဲ့ဟာလည်းကိုကျွန်တော်ကိုယ်ကိုယ်မြင်ရအောင်ပါဘာလို့ရိုးစီးတို့ရဲ့ကာတင့်ရင်နဲ့ကာရမြည်ဆိုပြီးတော့ကြွေးကြော်ခဲ့ကြတဲ့မျိုးပါတာတာတနာဆိုတဲ့တူတွေအတွက်เนาะနောက်ပြီးလို့ရှိရင်ကိုယ်နိုင်ငံကိုတဲ့တလက်မတော့ဖက်မပေးဘူးဖက်ပေးရင်ဖက်အသားတာဖက်ပေးလိုက်မယ်လို့ပြောခဲ့တဲ့မုံညာရောင်းတဲ့ပြောင်ကြီးအတွက်တည်တခုလာပါတယ်အဲ့ဒါကတော့အိန္ဒိယနဲ့နေဆက်မြန်မာနိုင်ငံနေဆက်တမှုခရိုင်မှာ လက်ရှိအိန္ဒိယကချန်စီယိုကားနေတယ်အဲ့ဒီချန်စီယိုကားတဲ့နေရာမှာမြန်မာဘက်အချမ်းကိုချန်စီယိုခိုးကားတယ်ဆိုတဲ့တဲ့င်းကိုရှစ်ရက်ပိုင်းလောက်ကအလပိုင်းလောက်ပေါ့နော်ရှစ်တလလောက်ကလားမသိဘူးကျွန်တော်တို့တွေ့ခဲ့ရတယ်အဲ့ဒီပုံမှာဒေတာကန်ကာကွယ်ရေးတပ်ဖွဲ့တွေကကန့်ကွက်နေတယ်လို့ကြားသိခဲ့ရတယ်အိန္ဒိယနိုင်ငံဟာနေနမိတ်ချန်စီယိုကားတဲ့နေရာမှာမြန်မာဘက်ကတောင်းရင်ရှိတဲ့နော်တော်လိုင်းဘက်ကပဲဖြစ်ဖြစ်လက်ရှိအန္တရာယ်တိုင်းနဲ့စစ်ကောင်စီဘက်ကပဲဖြစ်ဖြစ်ဘလူးနဲ့မှညှိနှိုင်းမှုမရှိဘဲနဲ့တူတဘောနဲ့တူနိုင်ငံရဲ့နေနမိတ် CEO ကိုသူတို့ကာချင်တိုင်းကားနေတဲ့အတွက်တော်လိုင်းအင်အားစုတွေဘက်ကအိန္ဒိယအစိုးရရဲ့အဲ့ဒီချန်စီယိုကားရံမှုကိုကန့်ကွက်ခဲ့ကြတာ ဒါပေမဲ့ဒီကနေ့တော့အိန္ဒိယအစိုးရကတမူးခရိုင်တို့အိန္ဒိယပိုင်တဲ့အတွင်းမှာပေါ့လက်နက်ကင်ဆယ်ဦးကိုပစ်တက်ခဲ့တယ်အဲ့ဒီလက်နက်ကင်ဆယ်ဦးဟာနော်တို့အိန္ဒိယအစိုးရကအစိုးရဘက်ကတင်ထားတဲ့တည်င်းတွေအရာတော့စစ်ကောင်စီဘက်ကလည်းမဟုတ်ဘူးတော်လိုင်းအင်အားစုတွေမဟုတ်ဘူးတာမန်လက်နက်ကင်ကြီးမွေးစေဝါလှုပ်တဲ့နော်လက်နက်ကင်အဖွဲ့ပုံစံမျိုးပုံဖော်ပြီးတင်ထားတာတွေ့တယ်ဒါပေမဲ့အခုလက်ရှိမြစ်စမတင်ထားတဲ့တည်င်းမှာတော့ဒီလက်နက်ကင်ဆယ်ဦးဟာနော်တော်လိုင်းအင်အားစုတွေဘက်ကတမူးခရိုင်ပတ်ကဖလို့ကြားသိရတယ်ဒါပေမဲ့အိန္ဒိယဘက်ကတော့ပြောထားတာကလုံးဝတော်လိုင်းဘက်ကမဟုတ်တဲ့ပုံစံပြောထားတယ်။အဲ့တော့ဘာဖြစ်လို့ဒီလိုဖြစ်တာလဲ။သတင်းလေးကိုကျွန်တော်အရင်ဖတ်ပြပါမယ်။ အိန္ဒိယမြန်မာနယ်စပ်မဏိပူရပြည်နယ်စံတပ်ခရိုင်အတွင်းအာတန်ရိုင်ဖယ်တိုက်တပ်ဖွဲ့ပြစ်ခတ်မှုကြောင့်လက်နက်ကိုင်ဆယ်ဦးသေဆုံးခဲ့ကြောင်းအိန္ဒိယစစ်တပ်နှင့်သတင်းမီဒီယာများတွင်ဖော်ပြကြသည်စံတပ်ခရိုင်ညူးဆက်တာယွာအမီအိန္ဒိယမြန်မာနယ်စပ်တွင်မေလ14ရက်နေ့ကပြစ်ခတ်မှုဖြစ်ပွားပြီးလူဆယ်ဦးသေဆုံးကလက်နက်ခဲယမ်းများသိမ်းဆည်းရမိကြောင်းအိန္ဒိယစစ်တပ်အရှိတ်ပိုင်းတိုင်းစစ်ဌာနချုပ်က၎င်းတို့၏လူမှုကွန်ရက်၌ရေးသားထားသည်ကဲခေါင်လိုင်းသတင်းများအရလက်နက်ကိုင်များဟုတ်ကဲ့ပါနော်သတင်းဖတ်တာလေးကြော်ယူမှတုံးတက်တာနားထောင်လိုက်နော်စစ်စင်ရေးပြုလုပ်ခဲ့တယ်ဟုဆိုတဲ့ ဆိုပါစစ်တရေအတွင်းအိန္ဒိယအန်တန်ရိုင်ဖယ်တပ်က AK47 ခုနှစ်လက် APC လောင်ချာတစ်လက် M4 ကာဘိုင်တစ်လက်သလုံးထိုးရိုင်ဖယ်၄လက်နဲ့ကြီးညိုးတုံညိုးစုံတင်းသေးရမိတော့အိန္ဒိယနိုင်ငံအရှင်းမြောက်ဒေသတွေတင်းများစစ်စားတဲ့ပေါ့နော်အဲ့ဒီမိုဂျိုတင်းစာကမေလ16ရက်တွင်ဓာတ်ပုံရင်းတကွာပေါ်ပြတ်ထားတယ်အိန္ဒိယစစ်တပ်နဲ့တင်းစာများတွင်ပေါ်ပြတ်ခဲ့တဲ့အိန္ဒိယနိုင်ငံမနီပူရာပြည်နယ်အတွင်းဝင်ရောက်ခဲ့ခြင်းမျိုးမဟုတ်ပဲအိန္ဒိယမြန်မာနယ်စပ်ထန်းစင်ကျော်အနီးရှိပကပယာရီစခန်းတစ်ခုကိုဝင်ရောက်စီးနင်းပြီးလူများကိုဖမ်းခေါ်ကအိန္ဒိယနယ်နိမိတ်အတွင်းပစ်တပ်ခဲ့ခြင်းမျိုး တာဗီရတယ်ဟုတ်တမှုခရင်ပကဖနဲ့မိစက်တွေအမိမခေါ်လို့တင်းင်းမိကပြောဆိုတယ်ခရင်ပကဖဆယ်ဦးကြဆုံးခဲ့တာမှန်ပါတယ်ဘလို့ကနေစက်ဖြစ်တယ်ဆိုတော့အတိအကျမတိရဘူးတောင်ဝင်စစ်တူတွေကအိန္ဒိယစစ်တပ်စီကရုပ်အလောင်းတွေပြန်တောင်းပြီးတိုးပြီးပြီးလို့တိရတယ်ဟုတ်လုံကြုံရေးအမိမခေါ်လို့လက်စစ်ရေးတင်းင်းမိကမိစက်မကိုပြောတယ်ယခုတေဆုံးမနဲ့ပကဖတပ်ဖွဲ့ဝင်များကြီးမြန်မာနိုင်ငံတွင်2021ခုနှစ်ကအာဏာသိမ်းပြီးချုပ်ချခံခဲ့ရတော့လွှတ်တော်အမတ်များနဲ့ဒီမိုကရေစီအရင်လှုပ်ရှားတက်ကြွသူများနဲ့ဖွဲ့စည်းထားသည့် NUG အစိုးရလက်အောက်ခံများဖြစ်နိုင်ကြောင်းအဲ့ဒီမိုဂျိုတည်င်းစာတွေရေးသားထားတယ် ရင်းပြစ်စင်းပြတ်တဲ့အသေးစိတ်သိရှိရင်တမူးခေရင်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ပကဖကောင်းရင်ရှိသူများကိုမြစ်မအနေဖြင့်ဆက်သွယ်ပေးရရှိပါလေ။လက်တော်တွေအိန္ဒိယမြန်မာနယ်စပ်မြင်းအနီးနဲ့အိန္ဒိယအစိုးရကခြံစည်းမှာမဟုတ်တယ်။လှုပ်ဆောင်နေမှုတွေမြန်မာပိုင်နဲ့အတွင်းကျူးကျော်နေတဲ့ဖြင့်ပြည်သူကာကွယ်ရေးတပ်ဖွဲ့များကဆက်လက်မလှုပ်ဆောင်ရန်ကန့်ကွက်မှုများရှိခဲ့ကြောင်းသိရတယ်။ဆိုပါနေနေအငင်းပွားမှုကြောင့်ယခုကဲ့သို့ပြစ်ခတ်မှုဖြစ်ပွားရခြင်းဖြစ်နိုင်ကြောင်းစစ်ရေးလက်နက်သူများကတုံ့တက်တယ်။အိန္ဒိယနိုင်ငံမနီပူရာပြည်နယ်နဲ့မြန်မာနိုင်ငံတမူးခေရင်အပြင်မှာနယ်ခြံမှတ်တိုက် 80နှစ်83အကြာနေချမ်းမှတ်တိုင်80နှစ်ခွန်88အကြာနေချမ်းမှတ်တိုင်85 86အကြာနဲ့နေချမ်းမှတ်တိုင်59 60အကြာတွင်နေမြင်အငင်းပွားမှုဖြစ်ပွားနေကြောင်းသိရတယ်။လုံခြုံရေးမွေးစေဝါနဲ့မောင်ကုံလုပ်ငန်းတရားမဝင်ရွှေ့ပြောင်းနေထိုင်ခြင်းများအားထိ ंछ ုံရန်အတွက်မြန်မာနိုင်ငံနဲ့တိစက်နေတဲ့1643ကီလိုမီတာကိုအိန္ဒိယအစိုးရကခြံစည်းဟုတ်ကာယံယံယူပြီးွေကတိ3000ရာထန်းလောက်ဆောင်ခဲ့ရှိပါတယ်။ဒါကတော့ဒီနေ့ကြားပြရတဲ့တဲ့။အဲ့တော့ဖြစ်နိုင်တာကတော့ပတ်တာဖတ်တယ်ဆိုတာဂျိန်းနေနိုင်တယ်။ เนาะအဲ့တော့ဒီနေရာမှာတခုပြောချင်တာကတစ်ဖက်စစ်တပ်ကိုထောက်ခံတဲ့တပ်အတိုင်းဝိုင်းအနေနဲ့ပြောပါပဲဒါပေမဲ့တကယ်တိုင်းပြည်ကိုသူတို့ပြောသလိုနားရဲဆိုရင်ကိုယ့်ချင်းချင်းရန်သူပဲဖြစ်နေပါစေတိုင်းတစ်ပါးကနယ်မြေလာကျူးကျော်လို့ကာကွယ်တာတိုင်းပြည်လုံးအတွက်တောက်အဲ့ဟာဒီအလုံးနေနဲ့မယုံကြည်လိုက်နေပြည်တော်မှာ PD ရဲ့ရုံးပတ်ဆိုင်လိုက်ပြီပါချက်ချင်းရောက်လာမှာအာဆီယံเนาะပြီးရင်တရုတ်နဲ့အိန္ဒိယလာလိုက်မပူနဲ့အဲ့ဒီစစ်ကောင်စီကိုထောက်ခံပါတယ်ဆိုတော့တရုတ်နဲ့ရုရှားဟာလေနေပြည်တော်မှာဒါ PDF တွေရုံးကောက်ဖွင့်လိုက်နိုင်ကြည့် အနောက်အုပ်စုအမေရိကန်တို့အင်္ဂလန်တို့အဲစတဲ့ဖြစ်နော်လက်ရှိဒီမိုကရေစီအရေးဘက်ကရပ်တည်တဲ့တိုင်းပြည်တွေကနောက်ကျမှာတကယ်အရင်ဆုံးရောက်လာမှာဒီရက်ဆန်နဲ့တရုတ်ပြီးရင်အာဆီယံနဲ့အိန္ဒိယရောက်လာတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့နိုင်ဖို့ပဲလိုတယ်။ရန်သူဟာဘယ်လောက်ထိကြာရှုံးနေဆိုကျွန်တော်တို့အမြင်ပဲဖြစ်တယ်နော်။အဲ့တော့ဗဇက်ကနေငါတို့အယုစီယိုးထိုးရေကာတင်ရင်နဲ့ကာရမီတို့အော်နေမဲ့အစားကျွန်တော်တို့တိုင်းပြည်အတွက်အခုလိုရက်တည်တဲ့လူမျိုးကိုကျွန်တော်တို့လိုချင်ရက်တည်တဲ့ခေါင်းဆောင်မျိုးပဲကျွန်တော်တို့လိုရတယ်။အဲ့တော့ဒီတတ်ဆုံးရတဲ့10ဦးဟာ နော်တမူးခရင်ကပတ်ကပတ်နေဆိုရင်တော့အင်ဗတန်ကိုစိတ်မကောင်းစရာပဲကျွန်တော်တိုင်းပြည်အတွက်ငါတို့အယုစီယိုထိုးရကာတိကာရမယ်ဆိုတာဒါမျိုးကိုပြောတာပါတကယ်တာပတ်ကပတ်နေဆိုရင်ဥညွတ်ပါတယ်ပတ်ကပတ်နေလို့ပဲထင်ပါတယ်နော်အဲ့တော့ကျွန်တော်တို့နိုင်ငံမှာအမားနဲ့အမှန်အကောင်းနဲ့အဆိုးနော်အဖြူနဲ့အမဲကိုခွဲခြားတိကျဖို့လိုပြီးကျွန်တော်တို့တိုင်းပြည်ကအရန်နဲ့ပြင်ပန်းနေပြီအာနာရှင်စနစ်အမြန်အဆုံးတတ်လိုက်တာနဲ့ဒီနေ့အဆုံးတတ်ဒီနေ့နော်မီတာနဲ့လှတို့ကောင်းကင်ကကြည်လင်သွားသူကျွန်တော်တို့တိုင်းပြည်အနေထားကချက်ချင်းပြွားလိမ့်မယ် အဲ့တော့အဓိကပါလေအာနာရှင်ကိုပြုတ်ကြအောင်တိုက်နိုင်ဖို့အရေးကြီးတယ်အာနာရှင်ပြုတ်ကြမှကျွန်တော်တို့နိုင်ငံတကာရဲ့ရုပ်မှမှုတွေကိုကျွန်တော်တို့တုတ်ပြန်နိုင်မှာကဲဒါတော့ခုစေးသုံးသက်ချက်ပြီးတော့ဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်တို့မြန်မာပြည်ကလည်းခုเนาะကပ်ပီးပေါင်းစုစိုက်ရတဲ့ဂျားထဲမှာပါเนาะတရုတ်ရဲ့အခုလိုမျိုးချဲလေလွှမ်းမိုးတွေပြင်ခုဆိုအိန္ဒိယပါဒီလိုမျိုးစော်ကားနေရတော့လုံးဝအဆင်မပြေပါဘူးเนาะအဲ့တော့ဘာပြောဒီတော်လိုင်းပြီးသွားပြီမှဒီလိုမျိုးကောเนาะဘာမှအရေးချင်းမရှိတဲ့ခေါင်းဆောင်ပြည်သူကိုတန်ဖိုးထားမှမသိတဲ့ခေါင်းဆောင်ပါเนาะခေါင်းဆောင်တော့မဟုတ်ပါဘူးเนาะဓမြဘူက ဒီလိုမျိုးလှုပ်ဆောင်နေသမျှတော့ကျွန်တော်တိုင်းပြည်ကတော့ပြတ်မှာသိကြပါရဲ့နော်အဲ့တော့ဒီနေ့ထဲမှာပဲအများဆုံးပေါ့နော်ကျွန်တော်တော်လိုင်းတက်ဖွဲ့တွေကလည်းဒီအခုချိန်မှာဆိုအားလုံးလက်ကြပါရဲ့နော်သတင်းကောင်းတွေအများကြီးရှိသလိုပဲဒီတောင်ပိုင်းတိုင်းရဲ့ဖွဲ့စည်းမှုတွေအားလုံးပေါက်လိုက်တယ်ဆိုရင်တော့ဒီနေ့ထဲမှာတော့ထူးခြားတယ်အောင်ပွဲတွေမကြခင်ရရှိတော့မယ်ဆိုတာကိုကျွန်တော်ပြောပြရင်းနေပေါ့နော်ကျွန်တော်ဗီဒီယိုလေးဆုံးသက်လိုက်ပါရဲအဆအဆုံးကြည့်ပေးကြတယ်ပြီးပါပြီသူရောက်စီတိုင်းထူးပဲကျေးဇူးတင်ပါရဲအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းနဲ့ပြည့်စုံပြီးတော့အကျန်းဖတ်မဲအောင်လိုင်းစစ်ပေးငလင်ပေးဘေးရည်နေပေါင်းစုံမှာကင်းလို့ကြပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ